ရခိုင်မကွေးစစ်မျက်နှာတင်မှမူဒီနိုင်ရီကန်တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ဒီနေ့ရက်တဲ့အစီအစဉ်ကိုစပါမယ်။အခုအောက်တိုဘာလဇန်ပိုင်းဟာဆိုရင်အာရခတပ်တော် AA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေအတွက်တော့စစ်ရေးအသာစီးရနေခြင်းလို့မြေပြင်တရင်အရေးမြစ်တွေကဆိုပါတယ်။အကြောင်းကတော့စက်တဘာလကုန်ပိုင်းနဲ့ဒီအောက်တိုဘာလဇန်ပိုင်းအခုအောက်တိုဘာလဒုတိယအပတ်အထိပေါ့လေ။နိုင်ရီကန်ဗျူဟာကုန်းရဲ့အဓိကကာကွယ်ရေးစခန်းတွေ ဖြစ်တဲ့ခုတ်ကြီးစခန်းနဲ့ဖိုက်တာကုန်းတို့ ကိုတော်လိုင်းရေးတက်ဖွဲ့တွေကထပ်မံသိမ့်ပိုက်နိုင်ခဲ့လို့ဖြစ်ပါတယ်။နောက်ပြီးတော့ကဘာလုံးပြူဟာကုန်းကိုလည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်နေကြပါတယ်။စစ်ကော်မရှင်ဘက်ကတော့ဒီအရေးပါတဲ့ပြူဟာကုန်းကိုကာကွယ်ဖို့တပ်မကိုကိုကိုအဓိကတုံးခဲ့ပေမဲ့တိုက်ပွဲပြင်းထန်မှုတွေကြောင့်ဒုတိယနီးပြူဟာမှုအပါအဝင် အများပြားသေဆုံးဒဏ်ရာရပြီးတော့အထိနာခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ကော်မရှင်တပ်တွေဟာလက်ရှိအော်တိုဘာလဒုတိယအပတ်ထဲမှာတော့အင်အားဖြည့်တင်ပြီးတော့ခုခံနေရပါတယ်။နယ်ရီကန်နဲ့ဆယ်မိုင်အကွာကကပ္ပါစာ14နဲ့လေးကိုလေးတက်ရင်နားမှာပါနှစ်ဖက်ကြားတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်။ နယ်ရီကန်ဟာတောင်လိုင်းကြီးတပ်ဖွဲ့တွေအတွက်ပသိမ်မုံရွာလမ်းမကြီးပေါ်ကိုခြေချနိုင်မဲ့မဟာဗျူဟာဝင်ပေါက်ဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့စစ်လက်နက်စခန်းတွေကိုထိုးစစ်ဆင်နိုင်မဲ့အခွင့်အရေးဖြစ်တာကြောင့်နှစ်ဖက်စလုံးကအပြင်းထန်တိုက်ခိုက်နေကြတာလို့ဆိုပါတယ်ရှမ်းပြည်မြောက်ပိုင်းနမ်ဆန်မြို့နယ်တဲကဒီအရန်ကိုစိတ် မကောင်းစရာပေါ့လေစိတ်မကောင်းစရာတည်တဲ့ပုံနဲ့ကျွန်မဆက်ချင်ပါတယ်ဒီနေ့အော်တိုဘာလ14ရက်နေ့မနက်9:00နာရီခွဲလောက်မှာတအန်းတက် DNL ကထိမ့်ချုပ်ထားတဲ့နမ်ဆန်မြို့နယ်အုံဆွမ်းမြွာကိုဒီစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာဆိုလို့ရှိရင်အရက်သားတွေကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့တာထင်ရှားပါတယ်ပုံလေးလုံးကျဲချခဲ့လို့ ရှစ်တန်းကျောင်းသူအသက်18နှစ်အရွယ်လွေးတင်းတင်းွယ်ဟာနောက်ကျောဘုံစာထိမှန်ပြီးတော့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။သူ့ရဲ့ညီမဖြစ်သူငါရန်ကျောင်းသူအသက်15နှစ်အရွယ်လွေးမေတင်းွယ်ကတော့အပြင်းထန်ဒဏ်ရာတွေနဲ့ဆေးကုသနေရတော့မှာဒါ့အပြင်အိမ်လေးလုံးလည်းထိမှန်ပျက်စီးခဲ့ပြီးတော့အိမ်မွေးတိရစ္ဆာန်တွေပါဆုံးရှုံးခဲ့ရပါတယ်။စစ်ကော်မရှင်တက်ဟာဆိုလို့ရှိရင်ကျောင်းတွေကိုပါပြစ်မှတ်ထားနေတာကိုမင်းရဖြစ်ရက်ကလည်းတက်တည်ပြနေပါတယ်။ ောက်တိုဘာလ23ရက်နေ့မနေ့တုန်းကဆိုလို့ရှင်လေဒီနမ်ဆတ်မျိုးနယ်တဲကကရားကြီးရွာစာတင်ကျောင်းကိုတိုက်ခိုက်ခဲ့တဲ့အတွက်အသက်16နှစ်အရွယ်ကျောင်းသားတယောက်ဒဏ်ရာရခဲ့ပြီးတော့ကျောင်းဆောင်နှစ်ဆောင်ပျက်စီးခဲ့ရပါတယ်စစ်ကော်မရှင်တပ်ရဲ့နေစဉ်ရက်ဆက်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ကလေးငယ်တွေရဲ့အသက်အိုးအိမ်လုံခြုံမှုဟာအချိန်တိုင်းချိန်ချောက်ခံနေရတာဖြစ်ပါတယ် ချင်းပြည်ဟာခါမှာလည်းဒီလေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။မနေ့ကဒီအော်တိုဘာလ23ရက်နေ့မနက်10:00နာရီလောက်မှာချင်းပြည်ဟာခါမြို့နယ်တဲကဗန်ဟားရွာမူလရန်ကျောင်းကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာဆိုလို့ရှိရင်မူလရန်ចောင်းကိုတိုက်ရိုက်ပြစ်မှတ်ထားခဲ့တာဖြစ်ပြီးတော့အသက်9နှစ်အရွယ်မူလရန်ចောင်းသား၄တွေအပါအဝင် လေးငယ်၂ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါ့အပြင်ကလေးငယ်၃ယောက်ကလည်းပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းအဆောက်အုံတစ်ခုလုံးအပါဝင်ပေါ့လေအနားမှာရှိတဲ့လူနေအိမ်တချို့ပါဘုံစားထိမှန်ပြီးတော့ပျက်စီးသွားခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။စစ်ကော်မရှင်ရဲ့ဒီလိုစာတင်ကျောင်းတွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်နေတဲ့လောက်ရဟာနိုင်ငံတော်ကအပြစ်မဲ့ကလေးတွေရဲ့အသက်အန္တရာယ်ကိုအချိန်တိုင်းချိန်ချောက်နေတာပဲ။ ည်းဖြစ်ပါတယ်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပေါ်လူထုကစိတ်ဝင်စားမှုအားနည်းနေတဲ့အကြောင်းနဲ့ဆက်ပါမယ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကပထမပိုင်းအနေနဲ့ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအပေါ်ပြည်သူလူထုရဲ့စိတ်ဝင်စားမှုဟာလုံးဝနှိပါအားနည်းနေတယ်လို့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကထောက်ပြလိုက်ပါတယ် မြို့နယ်တရာ2မြို့နယ်အတွက်မဲဆင်းတွေကိုစက်တင်ဘာလ30ကနေအောက်တိုဘာလ23ရက်နေ့အထိကတ်ထားခဲ့ပေမဲ့နေပြည်တော်လိုမျိုးနေရာမှာတော့မလာကြည့်တဲ့သူမရှိတလို့နေပါနေတယ်လို့ဆိုပါတယ်။ကချင်၊ရှမ်းမြ၊မွန်၊ကရင်ချင်းနဲ့တခြားပြည်နယ်တွေတိုင်းတွေမှာလည်းမဲဆင်းလာကြည့်တဲ့သူမရှိဘူးလို့ဆိုကြပါတယ်။ဒီလိုမျိုးဖြစ်ရတဲ့အဓိကအကြောင်းရင်းက3ချက်လို့ဆိုရမှာပါ။ပထမတစ်ချက်ကတော့ယုံကြည်မှုလုံးဝမရှိတော့တာဖြစ်ပါတယ်။2020ရွေးကောက်ပွဲရလဒ်ကို ိုပယ်ဖြတ်ပြီးတော့အာဏာသိမ်းခဲ့တဲ့စစ်ကော်မရှင်ရဲ့လုပ်ရကြောင်းဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်လည်းတရားဝင်မှုရယူဖို့လုပ်နေတဲ့အတုအယောင်သာဖြစ်တယ်လို့လူထုကသတ်မှတ်ထားတာပါဒုတိယကတော့ဖိနှိပ်မှုနဲ့အကြောက်တရားပါရွေးကောက်ပွဲကိုစန့်ကျင်တဲ့သူတွေကိုတည်ထန်အထိချမှတ်နိုင်တဲ့ဥပဒေတွေကိုထုတ်ပြန်ချိန်ချောက်တာကြောင့်ပြည်သူတွေဟာကြောက်ရွံ့ပြီးတော့မဲပေးတဲ့လုပ်ငန်းမှာတော့မပါဝင်ပဲရှောင်နေကြတာလို့လည်းသုံးသပ်ကြပါတယ် နောက်ဆုံးအချက်ကတော့လုံခြုံရေးအခြေအနေပါနိုင်ငံတဝန်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်မြို့နယ်တရနှစ်ခုမှာပေါ့လေဒီတရနှစ်မြို့နယ်မှာတော့မှရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ပါမလားဆိုတာမေးခွန်းထုတ်ဆရာဖြစ်နေပါတယ်။တချို့နိုင်ငံရေးပါတီတွေကဒီရွေးကောက်ပွဲအတွက်စည်းရုံးရေးတွေကိုစပြီးတော့လုပ်နေပေမဲ့ပြည်သူလူထုကစိတ်ဝင်စားမှုမရှိတာကြောင့်စစ်တပ်ကြောထောက်နောက်ခံလှုပ်ထားတဲ့အင်အားကြီးပါတီတွေကပဲအသာစီးရသွားနိုင်တဲ့အခြေအနေမျိုးဖြစ်နေ တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒေသအတွင်းအဖွဲ့အစည်းဖြစ်တဲ့အာဆီယံအပေါ်မြန်မာအရေးနိုင်ငံတကာဖိအားပေးမှုတွေကဒီကနေ့မှတည်တည်တတ်တတ်မြင့်တက်လာပါတယ်။မြန်မာအရေးအထူးအကြံပေးကောင်စီ SACM ကိုတည်ထောင်တဲ့သူတွေဖြစ်တဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းတွေအပါအဝင်ကျွမ်းကျင်ပညာရှင်9ယောက်ဟာလာမယ့်အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာအရေးအတွက်နောက်ဆုံးအခွင့်အရေးအဖြစ်သဘောထားဖို့တိုက်တွန်းလိုက်ပါတယ်။သူတို့ရဲ့ဒီကနေ့ ောက်တိုဘာလ14ရက်နေ့ထုတ်ပြန်ချက်ရဲ့အဓိကတောင်းဆိုချက်ကစစ်ကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကလုံးဝစန့်ကျင်ပယ်ချဖို့ပဲဖြစ်ပါတယ်။ SACM ရဲ့အဆိုအရ၆ဦးမျိုးနယ်မှာအရသား26ယောက်တပ်ဖြတ်ခံရတာမျိုးအပါအဝင်စစ်တပ်ဟာအရသားတွေအပေါ်အကြမ်းဖက်မှုတွေကိုတိုးပြီးတော့လုပ်နေတာရွေးကောက်ပွဲကိုတရားဝင်ကြောင်းဝါဒဖြန့်နေတာတွေလုပ်နေတာကြောင့်ဒီရွေးကောက်ပွဲဟာတရားဝင်မှုလုံးဝမရှိဘူးလို့ဆိုပါတယ်ဒါကြောင့် ASEAN အနေနဲ့ဒီရွေးကောက်ပွဲကိုပယ်ချယုံတာမကစစ်ကော်မရှင်ကိုတရားဝင်မှုမရှိသူအဖြစ်သတ်မှတ်ဖို့ ਨੇ အကျန်းဖတ်မှုမရဘူးဆိုရင်အစင်အလိုက်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုချမှတ်ဖို့အစီအစဉ်တွေကိုပါပြက်ပြက်တသားလှုပ်ဆောင်တင်တယ်လို့တိုက်တွန်းလိုက်ပါတယ်။မကြသေးခင်ကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးရဲ့ခီးစဉ်ထဲမှာတော့ဒီမြန်မာနိုင်ငံရဲ့ပြဿနာကိုအလုံးပါဝင်ဖြေရှင်းဖို့လိုအပ်တယ်လို့ပြောသွားပြီးတော့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကအလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ဖို့နဲ့ရွေးကောက်ပွဲဖြစ်ရင်အာဆီယံအဖွဲ့ဝင်နိုင်ငံအလုံးကိုလေးလာသူတွေအဖြစ်ဖိတ်ကြားဖို့တောင်းဆို Kabarett. Okay,